အမေရိကန်သမ္မတအင်ဗီဒေါ်ရဲ့ East Wing လို့ခေါ်တဲ့အရှိတ်ချမ်းကိုပြင်ဆင်ဖို့အတွက်ဒီကနေ့အော်တိုဘာလ20ရက်တနင်္လာနေ့မှာစတင်ဖြိုချနေပါပြီ။ဒီနေ့ဟာအစင်လာရသမ္မတကတော်အသုံးပြုတဲ့ရုံးခန်းဖြစ်ပေမဲ့သမ္မတဒေါ်နယ်ထရမ့်ကသူ့စိတ်ကြိုက်ဘောရုံတိဆောက်မှာဖြစ်ပါတယ်။ဒီစီစဉ်အတွက်အမေရိကန်ဒေါ်လာတန်250ကုန်ကျမှာဖြစ်တဲ့အပြင်ဒီလိုအစိုးရစီမံကိန်းတွေကိုကြီးကြပ်ခွင့်ပြုပေးရတဲ့ဌာနကအတီးပြုတ်ချက်မပေးတဲ့ကြားတွေကပဲသမရာထရမ့်ကလှုပ်ဆောင်နေတာပါ သမရထွန်းဟာသူ့ရဲ့ဒုတိယသမရတက်တာမစခင်ကတည်းကအစိုးရအသုံးစရိတ်တွေချွေတာမယ်လို့ကတိတွေအချင်းချင်းပေးခဲ့တာဖြင့်လက်ရှိအစိုးရရန်တရားတွေရဆိုင်ထားစေကာလမှာလဲဘတ်ဂျက်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့အစိုးရဝန်ထမ်းတွေကိုဖြုတ်နေတဲ့တစ်ချိန်တည်းမှာပဲအခုလိုဒေါ်လာတန်250ကုန်ကြမဲ့စီမံကိန်းကိုလှုပ်ဆောင်နေတာပါအမေရိကန်ဆွေရဝန်ထမ်းတွေကိုအလုတ်ဖြုတ်၊ကျမကြီးဆောင်းရှောက်မှုနဲ့တခြားလူမှုဖွလို့ရေးကိစ္စတွေအတွက်အသုံးစရိတ်တွေဖြတ်တောက် များပြည်သူအတွက်အကျိုးဖြစ်စေတဲ့အစိုးရဌာနတွေကိုဖျက်သိမ်းစတာတွေလှုပ်ဆောင်နေတဲ့တစ်ချိန်တည်းမှာပဲအခုလိုအရေးပေါ်မလိုအပ်တဲ့စီမံကိန်းအတွက်ဒေါ်လာတန်း250အကုန်ကျခံတာအပြင်အာဂျင်တီးနားသမ္မတနဲ့သူနဲ့ခင်မင်ရင်းနှီးမှုကိုအကြောင်းပြုပြီးအာဂျင်တီးနားကိုဒေါ်လာဘီလီယံ20အရေးပေါ်အကူအညီပေးလိုက်တဲ့ကိစ္စဟာအမေရိကန်ပြည်သူတွေအကြားထောက်ပြဝေဖန်စရာဖြစ်လာနေပါတယ်။တမိုင်းဝင်အင်ဂျီရောအစာအုပ်တစ်ခုကိုဖြိုဖျက်ပြီးတော့အစာထိုးဆောင်မဲ့ ဒီအဆောက်အဦဥသိဟာတမနာထရန့်ရဲ့ဖလော်ရီဒါပြည်နယ်မှာရှိတဲ့မာရာလာဂိုနေအိမ်ကဘောရုံနဲ့ပုံစံတူတိဆောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ကိုအတာကိုအခြေခံပြီးအဆောက်အုံတွေခြေရုပ်တွေရုပ်ထုတွေတိဆောက်တာဟာကိုအာနာတီမြဲတုံးသာတိရှိတတ်လေရှိပါတယ်။တမိုင်းမှာလည်းဒီအတွက်တာရကတွေအများပြားရှိနေပါတယ်။ရောမအင်ပါယာဆိုဗီယက်ပြည်ထောင်စုအီရန်နဲ့ဆီးရီးယားကခေါင်းဆောင်နေတဲ့ရုပ်ထုတွေပြင်အခုနောက်ဆုံး မြဝတီနဲ့လက်လန်းမီတာကိုပြရမယ်ဆိုရင်တော့အနေဒီအစိုးရလက်ထက်ကတိုင်းသားဒေသတွေမှာဘူကြောင့်ဆန်းကျေးရုပ်တွေတိဆောက်တဲ့အထိပါဝင်ပါတယ်အဲ့ဒီရုပ်ထုအဆောက်အုံတွေအလုံးဟာကိုအာနာမရှိတော့တဲ့အချိန်မှာသင်္ခါရသဘောအရဖြည့်ဆည်းခံရတာဖြည့်ဆည်းသွားခဲ့ကြတာတွေကြီးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ